ုံမှန်မဟုတ်တဲ့အမျိုးသမီးတယောက်ကိုစင်ပေါ်ခေါ်ကမထင်မတဲ့လောက်ရက်လုပ်ပြီးသူမရဲ့စိတ်ထားကိုဖော်ပြခဲ့တဲ့ဖြစ်ဖြစ်တွေပရိသတ်များအလုံးမဲမင်္ဂလာပါရှင်ဆိုရှယ်မီဒီယာပေါ်မှာတော့အားလုံးရဲ့အချစ်တော်ဖြစ်ဖြစ်တွေနဲ့ပတ်သက်ပြီးတော့သတင်းတပုတ်ကအရန်ကိုပြန့်နှံ့နေပါတယ်။နေပြီးတော့တောင်ညိုက MC ငွေမင်းသမီးစိတ်ရွှေရတနာဆိုင်ဖွင့်ပွဲမှာလက်နက်ဖက်မရှိတဲ့မတန်ဆွမ်းအမျိုးသမီးငယ်တယောက်ကိုစင်ပေါ်တင်ပြီးတော့သူမပြုလုပ်ခဲ့တဲ့အပြုအမူတစ်ခုကြောင့်လူတွေကြားမှာဝေဖန်ပြောဆိုမှုတွေမြင့်တက်နေရပဲဖြစ်ပါတယ်ရှင်။ ဖြူဖြူထွေးရဲ့အောင်မြင်မှုခရီးလမ်းကိုပြန်ကြည့်မယ်ဆိုရင်သူမကအများနဲ့မတူ တမှုထူးကြပါရဲ့။တပတ်မှာတော့သူ့ရဲ့ရိုးသားပွင့်လင်းတဲ့ဟန်ပန်မိဘပေါ်မှာတည်တက်ပြီးတော့လှုပ်ကြွေးပြူစုတဲ့သမီးလိန်မစိတ်သက်မာနာမထားဘဲနဲ့ပရိသတ်ကိုအမြဲပျော်ရွှင်အောင်ဖျော်ဖြေတတ်တဲ့ပုံစံတွေကြောင့်သူ့ကိုအရန်ချစ်ခင်တဲ့ပရိသတ်အများပြားရှိပါရဲ့။ ဒါအပြင်သူမရှာလို့ရသမျှတွေကအလူအတန်းတွေရဲရဲရွရွလုပ်ပြီးတော့ပရိုက်တာလုပ်ငန်းတွေမှာလည်းတက်ကြွစွာနဲ့ပါဝင်တတ်တာဖြစ်ပါတယ်။ဒါပေမဲ့တစ်ဖက်မှာလည်းဖြူဖြူထွေးကိုအမြင်မကြည်လင်သူတွေ၊သူမရဲ့အောင်မြင်မှုကိုလက်မခံနိုင်မင်းနဲ့အမြင်ကပ်နေတဲ့သူတွေကလည်းအများအပြားရှိနေပါတယ်။အထူးသဖြင့်တော့သူ့ကိုဝေဖန်တဲ့သူတွေကဖြူဖြူထွေးမှာတကယ်အနုပညာထဲလမ်းမရှိဘူး၊ကံကောင်းလို့သာအောင်မြင်နေတာ၊လှုပ်ရှားနေတာဆိုပြီးတော့အမြင်ကပ်လို့ထောက်ပြဝေဖန်လေးရှိပါတယ်။ ဒီလိုအကောင်းဆုံးဝေဖန်မှုတွေကြားထဲမှာပဲဖြူဖြူထွေးရဲ့စိတ်အမှန်ကိုတက်တည်ပြောင်းမဲ့လောရက်တစ်ခုကပေါ်ပေါက်ခဲ့ပါတယ်။အဲ့ဒါကတော့အထက်မှာပြောခဲ့တဲ့အနေပြီးတော့တောင်ညိုကောင် MC ငွေမင်းသမီးဆိုင်ဖွင့်ပွဲအခမ်းအနားမှာပါပဲ။အဲ့ဒီပွဲမှာဖြောဖြင်းနေရင်းနဲ့ဖြူဖြူထွေးကပရိသတ်တွေကြားထဲမှာလက်နက်ဖက်လုံးမရှိတဲ့မတန်ဆွမ်းအမျိုးသမီးငယ်တစ်ယောက်ကိုမြင်တွေ့သွားပါတယ်။ အဲ့ဒီချိန်မှာသူမလုံလိုက်တဲ့လုံရက်ကအားလုံးကိုအံ့အားသင့်စေခဲ့ပါတယ်။သူမကအဆိုပါမျိုးသမီးငယ်လေးကိုလေးလေးစားစားနဲ့စင်မြင့်ဘော်ကိုဖိတ်ခေါ်ခဲ့ပြီးတော့သူနဲ့အတူတူကခုံစေခဲ့ပါတယ်။ ဒါချင်းမကပဲကိုယ့်ရဲ့ညီမအရင်လေးတယောက်လိုအားပေးစကားတွေပြောပြီးတော့အားငယ်စိတ်တွေမဝင်အောင်နွေနွေထွေထွေပွေဖက်ခဲ့ပါသေးရင်လူမျိုးဘာသာ ရုပ်ရည်ချမ်းသာဆင်းရဲမတန့်ဆွမ်းမခွဲခြားတတ်တဲ့သူမရဲ့စိတ်ထားအမှန်ကိုဒီလိုရက်ကအထင်ရှားဖော်ပြလိုက်တာပါပဲဒီမြင်ကွင်းကိုမြင်တွေ့လိုက်ရတဲ့လူအများစုကတော့ဖြူဖြူတွေးရဲ့စိတ်ထားမြင့်မြတ်မှုကိုချီးကျူးမဆုံးဖြစ်ခဲ့ကြပါတယ်တခြားနာမည်ကြီးဥပညာရှင်တွေတောင်ဒီလိုအခြေအနေမျိုးမှာဒီလောက်ထိရင်းရင်းနှီးနှီးပြုမှုဖို့အတွက်ဝင်လေးနိုင်ပါတယ်ဒါပေမဲ့ဖြူဖြူတွေးကတော့ဘာကိုမှမမှုပဲလူသားတယောက် ိုတံမိုးထားတဲ့စိတ်နဲ့ပြုမှုခဲ့ပါတယ်။လူတွေကသူ့ရဲ့အနုပညာအရေးချင်းကိုအချိန်ချင်းမေးခွန်းထုတ်နိုင်ပေမဲ့ သူမရဲ့စိတ်ထားမြင့်မြတ်မှုကိုတော့ဒီဖြစ်ရလေကသက်သေပြလိုက်တာပါပဲ။ဒါကြောင့်လေသူမကိုဝေဖန်တဲ့သူတွေဘလောက်ပဲရှိရှိသူမကိုချစ်ခင်တဲ့ပြိသက်တွေရဲ့အားပေးမှုနဲ့အတူအခုဆိုရင်တော့ရှိုးပွဲတွေအခမ်းအနားတွေမှာလက်မလဲအောင်ဖျော်ဖြေတင်ဆက်နေရတာဖြစ်ပါတယ်။သူမရဲ့အောင်မြင်မှုကိုဆက်လက်ထိန်းထားနိုင်စေတဲ့တကယ့်လေဝဲချက်ကတော့သူမရဲ့အနုပညာထဲလန့်ထက်သူမရဲ့နှလုံးသားဖြူစင်မှုနဲ့မခွဲခြားတတ်တဲ့စိတ်ဓာတ်ပဲဖြစ်ကြောင်းဒီဖြစ်ရကသက်သေပြနေပါတယ်ရှင်။အခုကြည့်ရှုနေတဲ့ပြိသက်တွေကရောဖြူဖြူထွေးရဲ့လူလူချင်းမခွဲခြားပဲအားငယ်တဲ့သူကို အားပေးစကားပြောတတ်တဲ့စိတ်ထားလေးကိုဘယ်လိုမြင်လဲဆိုတော့မှတ်ချက်ပေးခဲ့ပါအောင်ရှင်နောက်ထပ်လဲစိတ်ဝင်စားဖို့ရသတင်းအကြောင်းအရာတွေကိုတင်ဆက်ပေးသွားအောင်မှာဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပေးခဲ့ကြပါအောင်ရှင်ကြည့်ရှုပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်